စကိုင်းအလုသမားတပိတ်မှာပါဝင်ခဲ့တဲ့အလုသမားခေါင်းဆောင်တွေနဲ့ဝန်ရံသူအချို့ဟာ6ချိန်မြောက်ရုံးထုတ်မှာတရားရင်ဆိုင်ခဲ့ရပါတယ်ဒီသတင်းကိုတော့အောင်ကိုကိုလက်ကပေးပို့ထားပါတယ်ရှင်တရားစီရင်ရေးမှန်ကန်ပြတာမှုရှိမရှိကိုစမ်းသပ်တရားရင်ဆိုင်ကြည့်တာဖြစ်ပြီးမှန်ကန်ပြတာမှုရှိပါကပြန်လည်တပိတ်မှောက်သွားမှာဖြစ်တယ်လို့အလို့သမားခေါင်းဆောင်တူကအခုလိုပြောဆိုပါတယ်။ဆောင်းဆောင်းဆောင်းဒီတော့ဘယ်ရောက်နေတာလဲ။ဘယ်ရောက်နေတာလဲ။ဆောင်းရောက်တရားစာတွေလည်းစမ်းစမ်းပြီးတော့ရေးစာကြည့် ကြည့်ရတဲ့နောက်မှာဒီအကြောင်းသားတွေနဲ့တွေ့တာပေါ့ဘောရုံးတွေနဲ့ဒီမိမကတော့သားတွေဝိုင်းရံနေတာတရားတွေမှာဝိုင်းရံထိတာရခိုင်းတယ်ကြောင်းတဲ့နေတဲ့ဆူရပေါ့ဆူရတဲ့ဆူရကြောင်းတဲ့နေတာတင်ပြီးတော့ဘယ်လိုစားကြလဲအမှုတွေကစားကြည့် စကိုင်းလုံသမားတပိတ်စစ်ကြောင်းမှာဖမ်းဆီးထိန်သိမ်းခံထားရသူ15ဦးဟာအော်ဂုလ10ရက်နေ့က6ကြိမ်မြောက်ရုံထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး10ဦးကတော့တရားရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။တရားရုံးဝန်းအတွင်အော်ဟစ်စုပုံမှုကြွေးကြော်မှုမရှိဘဲညင်သက်စွာတရားရင်ဆိုင်ခဲ့တာကြောင့်အလုံသမားအချို့တောင်းဆိုတဲ့ရုံချင်းအချိန်ဖြစ်လျှော့ပေးမှုရုံတင်စစ်ဆေးနေချိန်မိသားစုနဲ့လုပ်ဖော်ကင်ဘက်တွေကိုတရားကြားနာခွင့်ပြုပေးသွားမှာဖြစ်တယ်လို့တရားသူကြီးကအခုလိုပြောဆိုခဲ့ပါတယ်။သူတို့အနေနဲ့ပြန်လာမေးချင်တယ်ဆိုလို့ တဲ့တိုင်းနဲ့တိုင်းမှာပြန်လာမှာဒါသူ့ကိုခွင့်ပေးမှာရောချက်ချင်းမေးခိုင်းရမှာလေပြည်ပြမှုတွေဆိုချက်ချင်းမေးခိုင်းတယ်ဒါသူတို့ကြတာဒီဘာဖြစ်လို့တိုင်းမင်းကျင်တဲ့တိုင်းမင်းမှာဆိုဒါပြီးခါတာပါပဲဒါသူတို့လည်းအလိုဘာဖြစ်လို့နှစ်ပတ်မရှိတော့ဘူးဆယ်ရက်ကွာချိန်နေတယ်သူတို့ရဲ့တောင်းဆိုကြရအောင်နော်ဒါပေမဲ့ဒီလိုလုပ်နေဆိုနောက်တစ်ချိန်ကသူတို့လည်းဆိုးနေရအောင် တရားရင်ဆိုင်လာတာဖြစ်တဲ့အတွက်အလုသမားတွေရဲ့တောင်းဆိုမှုအရယုံကျေးကိုဩဂုတ်လ19ရက်နေ့သို့အချိန်ပြေလျှော့ပေးခဲ့တယ်လို့တရားသူကြီးကဆက်လက်ပြောဆိုခဲ့ပါတယ်။တရားရင်ဆိုင်မှုမရှိသေးတဲ့ဝင်းရံသူကြောင်းသားတွေအနေနဲ့ကတော့လက်ရှိ၁၀ဦးစစ်ဆေးနေတာမှန်ကန်တရားမျှတမှုရှိမရှိကိုဆက်လက်သဘိမ့်မှောင်ရင်းစောင့်ကြည့်သွားမှာဖြစ်တယ်လို့ဝင်းရံဘာကသာကြောင်းသားတအူကအခုလိုပြောဆိုပါတယ်။ကျွန်တော်တို့ဘာကသာကျွန်တော်ဘူရတောင်းဆိုမှုတွေကိုအောက်ပါတရားစီရင်မှုဆိုင် ပေါက်လာတဲ့တပိတ်ကိုစိုင်းကလုံးမဖြစ်နိုင်ဖြစ်နိုင်တယ်တော့ကျွန်တော်ဆက်နေပါမယ်။ဟိုအလုံးသမားဟိုအလုံးသမားရဲဘော်တွေကတော့အတင်းတရာတစ်မျိုးနဲ့တရားတရားရယုံတမိမောက်တော့ဆိုင်ရတယ်ဒီလိုနဲ့ယုံကြည်လို့တော့ဟုတ်တယ်ကျွန်တော်တို့မပွဲတော့အားလုံးတသားတယ်ဟုတ်တယ်စကိုင်းလုတမားတပိတ်ယုံထုတ်စစ်ဆေးခဲ့တဲ့ယုံကျင်း၅ကျင်းအထိတရားစီရင်မှုအပေါ်ယုံကြည်မှုရှိတာကြောင့်တရားရုံးကိုတပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်အောင်ကိုကိုလည်းနေပြီးတော့နေပြပို့ထားတာပါ